စစ်မှန်တဲ့အစီရင်ချောင်းလူတန်းနေတော့မှကျွလွတ်တူရှိခဲ့တဲ့ကိုတာကီရဲ့အလူကိုတာကီကတော့ပပကြီးကြီးမိတ်ကပ်ပြန်အစင်နဲ့လူများရဲ့အပြည့်ချစ်ခင်မိုရီကိုရာတူလဲဖြစ်ပါတယ်။ဆယ်လီတယောက်အနုပညာရှင်တယောက်မဟုတ်ပေမဲ့သူရဲ့မိတ်ကပ်ပညာကဗိုက်တဗီရဲ့အကြိုက်တွေ့စေခဲ့တယ်လို့အလူတန်းရင်ရောတဲ့သူရဲ့စိတ်ထားလေးကြောင့်လေလူများချစ်ခင်နေကြလဲဖြစ်ပါတယ်။ ကိုတာကီကတော့အလှူတန်းလို့ရတာဝတ္တနာပါသူတယောက်ပါတခန့်တနာနဲ့ပွဲကြီးတွေလုပ်ပြီးအလှူပေးတာမျိုးမဟုတ်ပဲတကယ်ခက်ခဲပြီးလိုအပ်နေသူတွေကိုသူရဲ့ကျွေးနေစာနဲ့တက်နိုင်တဲ့လောက်လှူတန်းခဲ့ရလဲဖြစ်ပါတယ်အခုလည်းစစ်မှန်တဲ့သူရဲ့စည်ရင်စေတနာပါရဲ့အလှူတန်းအကြောင်းသူလှူတန်းတဲ့နေရာမှာကျွတ်လွတ်သူရှိခဲ့တဲ့ဒီပါပဲကိုတာကီကတော့တပါဝဘေးအန္တရာယ်ကြောင့်ပြည်သူတွေခက်ခဲကြုံတိုင်းတက်နိုင်တဲ့လောက်ကိုကြီးပြတ်တက်ခဲ့ရလဲဖြစ်ပါတယ် ရေဘေးပြတုံးအားလေပြည်သူတွေကိုသွားလူတန်းပေးခဲ့သလိုအခုလည်းကလင်တန်ခန်းစားနေရတဲ့လူများကိုသွားရလူတန်းခဲ့ရလဲဖြစ်ပါတယ်။နံပါတ်ကြီးမိတ်ကဲဆရာတယောက်ဖြစ်တဲ့ကုသကီကတော့ငလင်တန်တင်နေတဲ့ပြည်သူတွေရဲ့တည်ငြိမ်ခအမောပြေအောင်လူတန်းပေးခြင်းခဲ့တာပါ။ နမဲကြီးခြင်းလို့လူစိတ်ဝင်စားခြင်းလို့အလူတန်းနဲ့လုံနေရတော့မဟုတ်ပါဘူးနော်လူတချို့ကတော့အလူတန်းလုံတဲ့နေရာမှာတက်ဖို့ရိုက်ဖို့များလုံလာမရအောင်ပုံနေမယူအောင်ရိုက်ပြီးလူတန်းတာတွေရှိပေမဲ့ကုတာကီကတော့အဲ့လိုမဟုတ်ပါဘူးကုတာကီကတော့သူလူတန်းတဲ့အရာတွေကိုမြန်သူတကာတာသူခေါ်နိုင်အောင်ပုံတချို့ရိုက်တဲ့ပေမဲ့တကယ်သွားလူတဲ့နေရာမှာအသက်ရှင်သူတွေတည်ဆုံးသူတွေပါအကျိုးတူအောင်လူတန်းပေးရဆိုတာအခုလောက်ရက်ကတည်တည်ပါပဲနော်ကုတာကီကတော့ငလင်တန်တဲ့ပြည်သူတွေကိုမတ်လာ၃ရက်နေ့က သွားလွတ်တံပေးခဲ့ရလေဖြစ်ပါတယ်။ မနုပညာရှင်တွေဖြစ်ကြတဲ့ဟန်ထိုဆန်တို့မနမတွေတခြားလူတွေနဲ့ပေါင်ပေး၃ရက်နေမှာစတင်လူကြီးတန်းခဲ့ရလေဖြစ်ပါတယ်။ကိုရချွေးနဲ့ဇာလဲပေါင်ကြသလိုဘေးနာပံ့ပိုးပေးနေတဲ့လူတွေရဲ့အကူအညီတချို့နဲ့လူတန်းမှုတွေလွန်နိုင်ခဲ့ရလေဖြစ်ပါတယ်။နေရာတော်တော်များများကိုလူတန်းမှဖြစ်ပေးစတင်လူတန်းမဲ့နေရာကတော့မလေးရနေစတင်မှာပါ။ကုသကီဦးဆောင်တဲ့အဖက်က၃ရက်နေမှာမဲနုအုံချောင်းမှရှိတဲ့တရာဦးအဝကပြည်သူတွေကိုလူတန်းပေးခဲ့ရလေဖြစ်ပါတယ်။တရာဦးအဝမှာလည်းငလင်တန်းကြောင့်ပြည့်စည်ဆုံး ောင်ရှုံမှုတွေကအများကြီးပါပဲ။ လူတွေရဲ့တိုက်တာဥဝင်တွေတမကအသက်တွေကိုအလွယ်တကူနှုတ်ယူသွားကြလေဖြစ်ပါတယ်။ကိုတာကီရဲ့သွားလူတဲ့နဲ့တဒါဦးအင်ဝနာကလူတန်းသူနေပါတာမို့ကိုတာကီကတော့အရောက်သွားပြီးလူတန်းပေးကြလေဖြစ်ပါတယ်။ကိုတာကီကတော့သွားလူတန်းချိန်မှာပြည်သူတွေရဲ့အပြစ်တွေကိုမြင်တွေ့ရပြီးစိတ်မထိန်နိုင်လို့ဝန်နေမြေကြခဲ့တဲ့ထိပါပဲ။ကိုတာကီကတော့တဒါဦးကအိုအင်တွေပြက်စီသွားတဲ့ပြည်သူတွေကိုတဲအိမ်ထောင်သတင်းစီလူတန်းပေးခဲ့တယ်လို့တခြားသောပြည်သူတွေကတော့တယောက်၃000စီလူတန်းပေးကြလေဖြစ်ပါတယ်။ အခုချိန်မှာစားတော့စရာလည်းအရေးပါသလိုငွေရလည်းအရရောင်မှုတတ်နိုင်သလောက်လူတန်ခဲ့ရလည်းပြောပါရယ်။ကိုတာကြီးကတော့ငလင်တန်ခန်းစားနေရတဲ့ပြည်သူတွေကိုငွေလူတန်ပေးခဲ့တယ်လို့အဘိစကားတွေပြောရင်းအငွေအောင်စူးစမ်းပေးနေရလည်းဖြစ်ပါရယ်။သူရဲ့စစ်မှန်တဲ့အလူကဒါတင်မပြီးသွားသေးပါဘူး။ကိုတာကြီးကတော့ငွေကြေးတွေလူတန်ပေးချိန်မှာပြည်သူတွေရဲ့ဝိုင်းပြီးငလင်တန်ကြောင့်အေးဆုံးခဲ့ရတဲ့ပြည်သူတွေကိုအများပြေးဝေခဲ့ရလည်းဖြစ်ပါရယ်။ကိုတာကြီးတို့အများဝေနေချိန်မှာအေးဆုံးသွားတဲ့အန်တီတယောက်ရဲ့ဝိညာဉ်ကလူတယောက်စီပူကပ်ပြီးသာသူကိုခွင့်ရခဲ့ရလေ ေးဖြစ်ပါတယ်။အရေးဖြစ်ပြကြောင်းအမျိုးမှရှိတဲ့လူတွေကလည်းဝန်နေကြရသလိုလာပြီးလူတန်းကြတဲ့ကုသကီတို့ကလည်းညရည်တွေအပြင်းနေပါပဲ။ဘာမှအပန်းမချတဲ့ကုသကီရဲ့အပြုမှုတစ်ခုကဒီဆုံးသူတွေအတွက်ပါအကျိုးတရားခဲ့တာမို့တိမိသူပရိသေတွေကတော့တခြားလူတွေလည်းကုသကီလိုလူပိရင်ဓာတုခေါ်ဖို့အကြံပေးနေကြပြီလေဖြစ်ပါတယ်။ကုသကီရဲ့စစ်မှန်တဲ့လူကြောင့်လူများကဝိုင်းဝန်းချီးကျူးနေကြပြီလေဖြစ်ပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းအကြောင်းအသေးလေးတွေအတွက်ကျွန်မတို့ရဲ့ page လေးကိုလည်း like နဲ့ subscribe နဲ့ထားပေးကြပါတော့။အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။